ဟင်းဝရံနဲ့ချွတ်ဆွတ်တူပြီးပြောင်းနေတာကြာရကနေလက်တလောပြန်ပေါ်လာခဲ့တဲ့အကိုဖြစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Beach ကနေပြီးတော့ပြန်လည်ချွတ်ဆိုလိုက်ပါရရှင် ဟိဝရန်ကိုတတော်များကမောင်နှမနှစ်ယောက်ထဲသာရှိရလို့ထင်ကြတဲ့သူတွေလည်းရှိပါတယ်။မြမလေးနဲ့ဟိဝရန်ကသာလူရီရဲ့ရှေ့နဲ့မီဒီယာရှေ့ကိုထွက်ဖူးတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဗီဒီယိုခေတ်ကအားပေးလာတဲ့သူတွေကတော့ဟိဝရန်မှာအမှားကြီးအကိုရှိရလို့ထင်နေကြတာပါ။ဗီဒီယိုစကားခေတ်တုန်းကစကားတကားမှာဟိဝရန်ရဲ့အကိုဖြစ်သူကပါပါဝင်ပြီးတော့တရုတ်ဆောင်ခဲ့ပူတာဖြစ်ပါတယ်။အဲဒီဇာကားမှာဟင်းဝီရန်ရဲ့တတော်လေးကိုချွတ်ဆွတ်တူနေတာကြောင့်လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ဒါအပြင် ဟင်းဝရံကိုနှစ်ကိုခွဲထားတယ်လို့သာထင်ကြတာဖြစ်ပါတယ်။အဲ့ဒီအကိုဖြစ်သူကဟာအဲ့ဒီဇကားတကားထဲမှာသာပါဝင်တရုတ်ဆောင်ပြီးတော့အချိန်ကြာကြီးပြောင်းနေခဲ့ပါတယ်။ပြောင်းနေခဲ့တာကြာပြီးကမှအကိုဖြစ်သူက ီးခဲ့တဲ့ဆေးဆက်ပွဲမှာပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဆေးဆက်ပွဲမှာဟင်းဝင်းရံရဲ့အကူဖြစ်သူအားပါတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားမှာတော့ဟင်းဝင်းရံနဲ့တော်တော်လေးကိုရုပ်ချင်းဆင်တူပေမဲ့အခုအချိန်မှာတော့ရုပ်ကတော်တော်လေးကိုကွာသွားပါပြီ။ဟင်းဝင်းရံရဲ့ရုပ်နဲ့လည်းတိတ်မတူတော့သလိုဖြစ်သွားခဲ့တာပါ။ဒါအပြင်ဇာတ်ကားရဲ့ရိုက်တုံးကလို့ပုံလဲမဟုတ်တော့ဘဲနဲ့အနှဲငယ်ဝသွားခဲ့တာဖြစ်ပါတယ်။ဟင်းဝင်းရံရဲ့အကူရင်ကငငယ်တော့ရုပ်ချင်းဆင်တူပေမဲ့ ကြီးလာတဲ့အချိန်မှာရုပ်ကဒီလိုမျိုး꿰သွားတာကြောင့်အံ့အားသင့်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အခုဖြစ်သူထက်လူတွေပို့ပြီးတော့စိတ်ဝင်စားနေတဲ့သူကတော့ဇနီးဖြစ်သူကိုဖြစ်ပါတယ်အခုဖြစ်သူကအိမ်တော်အရင်ကြထားတာဖြစ်ပြီးတော့ဇနီးနဲ့အတူပွဲတက်လာခဲ့တာဖြစ်ပါတယ်ကလေးကတော့ရသေးပုံမပေါ်သေးပါဘူးဟိန်ဝရန်ရဲ့ရောင်မကမင်းသမီးတယောက်အရှုံးပေးရလောက်အောင်ကိုချုံးနေတာဖြစ်ပါတယ် ခန္ဓာကိုယ်အချိုးစားအားလည်းလှတဲ့အပြင်မျက်နှာအားလည်းအေးချမ်းလာမှုလူအများအချီးကျူးနေကြတာ ဖြစ်ပါတယ်။ဟိဝင်ရန်ရဲ့မကြီးကရုပ်ချောတယ်ဆိုပြီးတော့အခုလက်တော်လူတွေကြားထဲမှာအပြောများနေတာဖြစ်ပါတယ်။တချို့ကလည်းဆိုပြတဲ့စဉ်ထက်တောင်မှဟင်းဝရံရဲ့မကြီးကပို့ချောတယ်ဆိုပြီးတော့ချီးကျူးတာမျိုးတွေရှိပါတယ်။ဟင်းဝရံတို့မောင်နှမသုံးယောက်လုံးက အနုပညာလောကတွေကိုဝင်ဖို့ကြိုးစားခဲ့ကြပါတယ်။လက်ရှိမှာအကိုဖြစ်သူကတော့တကားသာဝင်ရိုက်ပြီးတော့စီးပွားရေးနယ်ပယ်မှာအခြေကျနေပါပြီ။စီးပွားရေးတွေလုပ်ရင်းနဲ့သူ့ဘဝကိုအေးချမ်းစွာဖြတ်တန်းနေရဖြစ်ပါတယ်။အကိုဖြစ်သူကစီးပွားရေးလုပ်နေရင်းနဲ့တာမန်သာဖြတ်တန်းနေတာမို့ခန္ဓာကိုယ်လည်းအရင်ကိယူမဆိုင်ပါဘူး။ညီမဖြစ်သူအလရွှေစင်ကတော့ဟင်းဝီရံနဲ့အတူအနုပညာအလုပ်တွေကို လုပ်နေတာဖြစ်ပါတယ်။ အဲလာကအလုပညာအလုပ်တွေတောင်လျှောက်လုပ်နေပေမဲ့ပောက်တာမျိုးသိမရှိသေးပါဘူး။သူတို့မောင်မောင်၃ယောက်ထဲမှာဟိမွေရန်ကသာအလုပညာလောကမှာနာမည်ရရှိခဲ့တာဖြစ်ပါတယ်။သူတို့မိသားစုတွေကိုစိုးပြေးတဲ့စဉ်ဝင်လာမဲ့အချိန်မှာလည်းအားလုံးကတေချာစည်းကြိုပေးကြပါတယ်။နွေနွေထရေးဆဆန်ပေးသလိုမင်္ဂလာပွဲဆိုလည်း၆ပွဲတောင်ကျင်းပပေးတော့မှာဖြစ်ပါတယ်။မင်္ဂလာပွဲမှာကုန်ကြမဲ့ကုန်ကြစည်းအားလုံးကိုဟိမွေရန်တို့ဘက်ကသာအကုန်ကြခံမယ်လို့သိရပါတယ်။ဟိမွေရန်တို့မိသားစုကမင်္ဂလာပွဲ၆ခုလုံးအတွက် တိန်တောင်းတဲ့ချီကိုအကုန်ကြခံရမှာဖြစ်ပါတယ် ဒီလောက်ကုန်ကြစည်ကိုအလွယ်လေးကုန်ကြခံနိုင်တဲ့သူတို့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုကိုလည်းအားကျနေကြတာပါဟင်းဝင်ရန်ကမိသားစုချမ်းသာကြောင်းကိုတစ်ခါမှမကြွားခဲ့ဘူးပါဘူးဒါပေမဲ့ဟင်းဝင်ရန်တို့မိသားစုတော်တော်လေးချမ်းသာတာကြောင့်တရင်းနေထွက်နေရတော့အမှန်ပဲဖြစ်ပါတယ်ချမ်းသာတာကြောင့်လည်းဟင်းဝင်ရန်မိသားလုံးမဲ့အချိန်မှာမိသားစုကရုပ်ရှင်ထုတ်လို့ရေးထောင်ပြီးတော့ဇကားရိုက်ပေးခဲ့တာပါဟင်းဝင်ရန်တို့မိသားစုတွေကိုချွေးမတယောက်နေနဲ့ဝင်ရတဲ့စူပြည့်စည်ကလည်းကံကောင်းတယ်လို့ဆိုရမှာပါဟင်းဝင်ရန်နဲ့ချွတ်ချွတ်တူခဲ့တဲ့အကိုဖြစ်သူ ပရိသတ်ကြီးရောမှတ်မိလားဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်